ရောင်းမြအားထကခြောက်ချောင်းမှာအုပ်စုဖွဲ့နိုင်ခြင်းခံခဲ့ရရိကျောင်းသူလေးဟာကျောင်းလင်းမတက်တော့ဘူးတတော်လေးကိုဒါစိတ်ထန်ရန်ရရှိသွားတာဖြစ်ပြီးတော့ခုချိန်ထိကျောင်းမတက်သေးဘူးလို့သိရရိကျောင်းကြီးပညာရေးမှုဘလောက်ပဲကြီးနိုင်ပါစေသူ့အနေနဲ့အတော်လေးကိုဒါဟိုစိတ်သက်တည်းအတော်ချနေတယ်လို့ညာပိုင်းတွေတော့အိမ်မရဘူးလို့ကြားသိရရိပေါ့နော်တတော်လေးကိုစိတ်ထိခိုက်နေတာဖြစ်တယ်ပြီးတော့ သူမမီရောမရှိဘူးဖီရောမရှိဘူးအတော်ရီနဲ့ပဲနေတာငယ်ငယ်ကလေးကနေမိမဆုံဖမဆုံအနေထားမှာဆိုတော့ကျောင်းမလေးသူကိုအဖက်လောက်တဲ့သူလည်းမရှိဘူးသူကိုကျွန်တော်တို့အပေါင်းအသင်းလောက်တဲ့သူလည်းမရှိဘူးအများနဲ့တယောက်တည်းပဲနေခဲ့ရတဲ့အကြောင်းလေးသိရတယ်ဒါကြောင့်မလို့လေတစ်ဖက်ကအဲ့ဒီကလေးမလေးကိုအနိုင်ကျင့်ကြတဲ့အခါမှာသူ့ကိုဝိုင်းကူပြောပေးမိသူသူ့ဘက်မှာကာကွယ်ပေးမိသူတယောက်မှမရှိတာကိုကျောင်းနေနဲ့တွေ့ရတယ်ခုချိန်မှာ တရင်တွေတက်လာတာအဲ့ဒီကောင်မလေးပျောက်ဆုံးနေတယ်ဆိုတဲ့အကြောင်းလေးတက်လာရီဒါကြောင့်မလို့အခုလိုမျိုးပြဿနာတွေကနော်မြောင်းမြကိစ္စကဘူမိုကြီးလာတဲ့တော့ဟိုဘက်ကတကယ်ကိုဒါဒီအနိုင်ချင်းနဲ့အဖွဲကများအခုလိုမျိုးပတ်စံနဲ့ကားပြီးတော့ထပ်မှန်ပြီးတော့ဒါရုံမာလိုက်တာလာတာမို့ကလေးကစိတ်ဓာတ်ကျပြီးတော့အော်ဒီနီယာကိုသွားနေလားဆိုဆိုပြီးတော့ online ပေါ်မှာတော့ထပ်မှန်ပြီးတော့ပြန်နှံလာပြန်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ရေအတိအကျတော့မသိရသေးဘူး မြောင်မြသမျိုးလုံးမှာရှိတယ်မိဘပြည်သူတွေကတော့အခုလိုမျိုးနိုင်ခြင်းမှုတွေကိုသာသမီချင်းကိုစင်းစားပြီးတော့เนาะငင်းခံမဲ့သူတွေတော့မဟုတ်ဘူးတောင်ရှိကိုသွားပြီးတော့ဆန္ဒတွေထုတ်ပေါ်ပြတယ်တော့အကြောင်းကြီးကဒီမှုကိုမနေ့ကတည်းကနေငွေယူပြီးတော့နှုတ်ပေးတဲ့ကိစ္စတွေကိုဆန္ဒပြကြတယ်ဒီကိစ္စအောင်အများဆုံးပြည်လောင်ဖြစ်ရှင်းပေးဖို့အမှုမှန်အောင်အမှုမှန်ပေါ်အောင်လှုပ်ဆောင်ပေးဖို့လှုပ်ဆောင်ကြတယ်စရိတ်ကကြတော့ဒီမှုကဘာတွေဖြစ်လာမလဲမသိတော့ဘူးအခုကလေးမလေးကပျောက်ဆုံးနေတာဖြစ်တဲ့အတွက်တရိုင်းကလုံးကပြည်သူတွေကထိမ့်လက်နေခဲ့ကြရပြန်ပါပြီ